ဒီချက်လေးကိုကြည့်အောင်ဒီချက်မှာဆိုရင်တော့ကျွန်တော်တို့နိုင်ငံတစ်ခုချင်းလိုက်ဒီ stock market capitalization နဲ့ GDP GDP အချိုးအစားတွေကိုဒီချက်မှာကျွန်တော်တို့ပေါ်ပြရတာဖြစ်ပါတယ်အဲ့တော့ stock ဈေးကွက်ရဲ့နိုင်ငံ GDP အချိုးအစားဘယ်လောက်ကြီးတယ်ဆိုတော့ဒီမှာကြည့်ရင်သိနိုင်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တွက်ချက်တာကျွန်တော်ဒီဈေးသာထားရရဆိုရင်2025ဂျွန်လစီးရင်ရဆိုရင်အမေရိကရဲ့ဒီ stock ဒီ market cap နဲ့ GDP ratio ဟာเนาะဘယ်လောက်ရှိလဲဆိုရင်198.6ခွန်ရှိပါတယ်198.6ခွန်ဆိုတာဘာလို့ဆိုလိုရလဲဆိုရင်ဒီကျွန်တော်တို့နိုင်ငံ GDP 100ရှိတယ်ဆိုရင်စော့ဈေးကွက်เนาะ market cap က198.6ခွန်ရှိတယ်ဆိုတော့เนาะ GDP 100တိုင်းမှာเนาะစော့ဈေးကွက်ရဲ့ market cap က2ဆနီးပါးလောက်ရှိနေဆိုတော့ကြာတာဖြစ်ပါတယ်ထိုင်ဝမ်ကိုကြည့်ကြည့်เนาะ ဟိုင်ဝမ်ဟိုင်ဝမ်ကဆိုရင်ကျွန်တော်တို့ကဘယ်လောက်ရှိလဲဆိုရင်281.68ရှိပါတယ်။နော်281.68ဆိုတော့ဟိုင်ဝမ် GDP 100ရှိတိုင်းသူ့ရဲ့ဟိုင်ဝမ် stock ဈေးကွက်ရဲ့ market cap က281.68ဆိုတော့30နီးပါးလောက်ရှိပြီးတော့သူကတော့ကမ္ဘာမှာ market cap to GDP ratio ကအမြင့်ဆုံးရှိတော့တွေ့ရမှာဖြစ်ပါတယ်။ UK ဆိုရင်62.2နှစ်တော့မှနှစ်ခွန်ရှိတယ်။အဲ့တော့နိုင်ငံ GDP နဲ့ stock market cap ကတူညီမှု နော်ကျွန်တော်တို့ကျွန်တော်ဈေးကွက်ကသွားပြီးတော့တူညီလို့မိပါရှိတယ်နော်ဂျာမနီဆိုရင်63တန်းမှ8ခွန်ရှိတယ်ဂျပန်ဆိုရင်166တန်းမှ3ခွန်ရှိတယ်တောင်ကိုရီးယားဆိုရင်112တန်းမှ2ခွန်ရှိတယ်စင်ကာပူဆိုရင်8တန်းမှ66တန်းမှ14အိန္ဒိယဆိုရင်129တန်းမှ6တရှိပြီးတော့တရုတ်နိုင်ငံကဆိုရင်ကျွန်တော်တို့တရုတ်ကဆိုရင်50နဲ့ 55ပေါ့နော်တရုတ်ကဘယ်လောက်ရှိလဲဆိုရင်55.31လောက်ရှိနေပါတယ်တရုတ်ကတော့သူကပြုနိုင်ငံကြီးကနော်တကယ် US ကြီးတဲ့အတွက်နော်သူတို့ corporate value နဲ့ GDP ဆိုရင်တော့ GDP ကအဲ GDP ရဲ့တဝက်ပဲရှိတော့ပါနော် stock market cap ကတဝက်ပဲရှိတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရဲ့ stock secret ကကြီးထွားဖို့လိုတယ် နော်နိုင်ငံတစ်ခုရဲ့ store secret ကကြီးထောက်လို့ရဆိုတော့ဒီမှာကျွန်တော်ကပြနော်ဆိုနိုင်ငံ store နိုင်ငံတစ်ခုရဲ့ store secret ကြီးထောက်ဖို့လို့ရဆိုရင်ဘာဘာဘာတွေလို့လဲဆိုရင် component အနေနဲ့ listed store တွေ listed company တွေနည်းနည်းစောစောကြီးလာဖို့လို့ရ qualify ဖြစ်တဲ့ listed company တွေ store ရှင်မှာနည်းနည်းစောစော listed လုပ်ဖို့လို့ရ investor base တွေအများကြီးရှိဖို့လို့နော် individual investor တွေ institutional investor base တွေအများကြီးရှိဖို့လို့ရ နော်ဒါကြီးကြီးထွားဖို့လိုတယ်နောက်တစ်ခါ Captain Market Captain Market ကတဆင့်နော်လိုအပ်တဲ့အရင်းအီးတွေနော် Stock Share တွေထုတ်ရောင်းပြီးတော့လိုအပ်တဲ့ Long Term Capital တွေစုစည်းပြီးတော့လုပ်ငန်းကြီးတွေနော်တိုးချဲ့ဖို့လိုတယ်နော်လုပ်ငန်းကြီးတွေတိုးချဲ့ဖို့လိုတယ်နော်တိုးချဲ့ဖို့လိုတယ်အဲ့လိုတိုးချဲ့ဖို့လိုရဲဆိုတော့ကျွန်တော်ဘယ်မှာပြမလဲနော်ဒီ graph ပါပြမယ်နော်အဲ့တော့တိုင်းပြည်ရဲ့စီးပွားရေးအင်အားကောင်းဖို့နော်တစ်ဖက်မှာလည်း store chain အင်အားတွေကကောင်းဖို့လိုရဲအပြန်အလှန်ကျွန်တော်ကအမိတဟဲပြုတ်နေကြတယ်ဆိုတာကိုဒီမှာပြသနေတယ်ဒါကြောင့်เนาะတိုင်းပြည်စီးပွားရေးကြီးထွားဖို့တစ်ဖက်မှာလည်းเนาะ store chain ရှိရမယ် store chain မှာ listed company တွေเนาะ company အကြီးတွေအများကြီးပါလာမယ်အဲ့ listed company မှာဝင်ပြီးတော့ participate လုပ်တဲ့ investor base ကြီးထွားရမယ် company တွေအနေနဲ့လိုအပ်တဲ့ long term capital ကို stock share တွေထုတ်ပြီးတော့เนาะ financing လုပ် လုပ်နိုင်တဲ့ရည်သွေးတွေရှိရမယ်ဆိုတော့ဟာဦးကျွန်တော်ကဒီမှာညွှန်ပြနေတာပဲဖြစ်ပါလေ။ဒါကြောင့်နိုင်ငံတစ်ခုမှစတော့ရှိရစီကွက်လို့အရေးကြီးတယ်ဆိုတော့ကျွန်တော်ကဒီမှာတင်နေရကြသူ့ရမှာဖြစ်ပါ။နောက်ဆုံးအနေနဲ့တော့ဒါကျွန်တော်အနေနဲ့ဒါ lesson ဒီ highlight အနေနဲ့တော့နော်ကျွန်တော်တို့ဒီနောက်ဆုံး check လေးကတော့ဒီဂျာမနီနိုင်ငံပေါ့နော်။အခြေစိုက်တဲ့ဒါအနာမဲကျော်သူ့တည်တနာအဖွဲ့တခုရှိပါတယ်နော်။ ဒီနာမည်ကတော့ statista လို့ခေါ်ပါတယ်နော် statista ရဲ့အဲသုံးသက်ချက်ပေါ့နော်သုံးသက်ချက်အရာဆိုတော့ဒါ store ဒီလိုလားနောက်အလားအကမှလည်းအလားအလားဆက်ပြီးတော့ကောင်းနိုင်မယ်လို့ဆိုတာပေါ့နော်အဲ့တော့ဒီကမ္ဘာမှာရှိတဲ့ဒီဒီကမ္ဘာနိုင်ငံတွေရဲ့ store ဈေးကွက်တွေအားလုံးရဲ့တန်ဖိုးဟာ2025အကုန်မှာဆိုရင်နော်120 128.39ထွန်းနော် trillion US dollar အထိနော်ကျွန်တော်ရောက်ရှိမယ်လို့သူကသုံးသက်ထားပါတယ် နော်နောက်တစ်ခါတနည်းပြီးတနည်းတိုးတက်လာတဲ့ဒီ market cap ပေါ့နော် annual growth rate ပေါ့နော်အဲ့ဒါကိုကျွန်တော် compound annual growth rate အာ formula နဲ့တွဲကြည့်လိုက်မယ်ဆိုရင်ဒါတနည်းပြီးတနည်းတိုးတက်လာတဲ့အနေထား7.38%ကျရရအောင်တိုးတက်မယ်လို့သူကတော့မျှော်လင့်ယူဆထားတယ်နော်အဲ2026မှာဆိုရင်ဒီကမ္ဘာမှာရှိတဲ့ stock ဈေးကွက်တွေအားလုံးရဲ့စုစုပေါင်း market cap တန်ဖိုးက US dollar 138.4 trillion အထိ တိုးတက်လာမယ်ဆိုပြီးတော့သူကသုံးသတ်တာဖြစ်ပါတယ်။နောက်တစ်ခါသော့ဇီကွတ်မှာခုန trade လုပ်ကြတဲ့ပမာဏပေါ့။ခုနကတော့ market cap ဆိုတော့ stock ဇီကွတ်မှာရှိနေတဲ့ company တွေရဲ့တန်ဖိုးနောက်တစ်ခါဒီမှာတောင်းတရောက်အပြန်အလှန် trade လုပ်ကြတဲ့ trading value ကလည်း2016မှာဆိုရင်ကျွန်တော်က268သတ္တမ0.3ဘီလီယံအထိရှိလာမယ်ဆိုပြီးတော့ကျွန်တော်တို့ကခမ်းမသုံးသပ်တာဖြစ်ပါတယ် ဲ့တော့ global economic climate ပေါ့နော်အဲကမ္ဘာလုံးဆိုင်ရာစီးပွားရေးအနေအထားကတော့เนาะကျွန်တော်မတိကြမေရမှု uncertainties တွေများနေပါတယ်เนาะမေရမတိကြမှုတွေများနေပြီမဲ့လည်းတစ်ဖက်မှာတော့ investor တွေရဲ့ခံစားချက်ပေါ့နော် investor တွေရဲ့ sentiment ကတော့เนาะဘယ်ဟူသွားနေလဲ investor ရဲ့ sentiment ကတော့ဘယ်ဟူသွားနေလဲเนาะဒါကိုသိဖို့လိုပါဘာမှမတိကြမေရမှုတွေများနေတယ် ဆက်ပြီးလဲဒါ certain deeds တွေဆက်ရှိနေဦးမယ်ဆိုရင်ဒါ investor တွေစော်စကုမှရှိနေ investor ရဲ့เนาะသူရဲ့ဓာတ်ရာတော့ပဲသွားလဲဆိုတော့ဒီမှာရေးထားတာတော့เนาะ defensive sector နဲ့ sustainable investment ကိုသွားနေတယ်လို့သွားမယ်လို့သူကဟာသုံးသပ်တာဖြစ်ပါစေ defensive sector ဆိုတော့ကာဝေးပစ္စည်းထုတ်တဲ့ကဏ္ဍကိုပြောတာမဟုတ်ပါဘူးเนาะ defensive sector ဆိုတာတိုင်းပြည်စီးပွားရေး ဘလောက်ပဲကြာနေကြာနေနော်ဒီ defensive ရဲ့တဘောတိုင်းပြည်စီဝါရဲ့ဘလောက်ပဲကြာနေကြာနေဒီစစ်တော်တောင်ရဲ့တံပိုးဟာမကြသွားဘဲနဲ့သူကရေရှည်တောင်းခံနိုင်တဲ့ stop မျိုးကို defensive ဆက်တာလို့ခေါ်ပါတယ်နော်ဥပမာအားဖြင့်ဆိုရမယ်ဆိုရင်နော်ဒီဒီဒီ company တစ်ခုဟာဥပမာကျန်းမာရေးဝန်ဆောင်မှုလုပ်တဲ့ဈေးရုံတို့ healthcare facility လုပ်တဲ့အားမျိုးတွေအဲ့လို stock တွေ ောက်တစ်ခါ sewa ထုတ်တဲ့လုပ်ငန်းတွေနော်နောက်တစ်ခုကတော့လူတွေ machine ဖြစ်သုံးနေတဲ့ tele telecom တို့ mobile တို့ internet authority လုပ်တဲ့ company တွေနောက်တစ်ခါ real estate တို့ gas တို့ရေတို့လူတွေ machine မဖြစ်သုံးဆရမဲ့ utility နဲ့သက်ဆိုင်တဲ့နော် company တွေရဲ့ stock တွေကိုဒါကျွန်တော်က defensive sector လို့ခေါ်ပါနော်ဒီ defensive sector တွေကတော့လူတွေကအဲ့ဘက်ကိုပြောင်းလဲပြီးတော့ နော်ဝယ်ယူရမယ်ဝယ်ယူကြမယ်ဆိုတော့ focus တော့နော်ဒါရှိနေတယ်လို့ပဲတစ်ဖက်မှာလည်း sustainable investment လို့ခေါ်တဲ့နော်ကျွန်တော်တို့ဒီအာပြည့်ဖြုံးမဲ့ပြန်လဲပြည့်ဖြုံးမြဲသွန်းရင်ပေါ့နော်ရေရှည်တည်တံ့ခိုင်မြဲတဲ့ပြန်လဲပြည့်ဖြုံးမြဲသွန်းရင်နော်ကန္တာတွေမှာလူတွေကပို့ပြီးတော့ယဉ်ကျေးမြုံလာတာကြောင့်ပဲဥပမာ green green energy နော်နောက်ကကာဗွန်ထုတ်လွှတ်မှုကင်းစင်တဲ့စီးပွားရေးလုပ်ငန်းတွေနောက် corporate ESG လို့ခေါ်တဲ့ เนาะ environment social and governance ကောင်းမှုနဲ့ company ကြီးတွေရဲ့ share တွေမှာတွားရောက်ပြီးတော့ရင်းနှီးမြှုပ်နှံကြမယ်လို့เนาะကျွန်တော်တို့ဒီเนาะ German ရှေ့ site เนาะတင်တန်အဖွဲ့เนาะ statistical ရဲ့ဒီ statistical ရဲ့ဖွဲ့ရနေပြီးတော့ဒါကဘာစီးပွားရေးကိုကဘာ stock ဒီဘက်ကိုเนาะဒီလိုကောင်းမြန်သုံးသပ်ထားပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒါဦးချက်ချက်ကိုဒီကုန်းချုပ်ပါတယ် အခုလိုသိရှိလက်ရှိနဲ့နော်တနားကွဲနော်သိရှိလက်ရှိနားထောင်ပြီးတဲ့ကျွန်တော်ပါတီစပန်တယောက်ချင်းတယောက်ချင်းစီကိုအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်တကယ်လို့များအဲမအိတ်ရှင်သေးဘူးဆိုရင်မိကွန်းနေပါမိကျင်နေဆိုရင်လည်းမင်းများနိုင်ပါတယ်ဒါမှမဟုတ်လည်းဒီတက်ကလူရဲ့ network ကနေတစ်ဆင့်ကျွန်တော်စီကိုမင်းများလို့လည်းရပါတယ် thank you